အလုံးမဲမင်္ဂလာပါ The Great Godzilla Terror မှာဖြစ်ပါတယ်။တင့်အတွက်မနှက်ဖြန်ငွေကြေးကန်အခြေအနေကိုဖတ်ကြားပေးပါမယ်။မနှက်ဖြန်မှာငွေကြေးကန်နဲ့ပတ်သက်ပြီးတော့ပေါ့နော်။နည်းနည်းလေးတော့စိတ်ရှုပ်ရခြင်းရှိတတ်တယ်။ရေးချင်မှာတော့အခိုင်အမာဖြစ်မဲ့ကိစ္စတခုကိုစတင်ပြီးတော့အုံမြင့်ချရတာမျိုးစတင်လှုပ်ဆောင်ရတာမျိုးအကြံစီအခွင့်အလမ်းတခုဝင်လာတာမျိုးမထင်မှတ်ထားတဲ့နေရာကနေပြီးတော့လမ်းကြောင်းအသစ်တခုရရှိတာမျိုး မထင်မှတ်ထားတဲ့လူစီကနေခွင့်ရတခုရရှိတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းကိုကိုတိုင်းကတခုခုပေါ့နော်ကိုယ့်ရဲ့အကြံစီဖြစ်စီစတင်ဖြစ်တာမျိုးဒါမျိုးလှုပ်ဖြစ်လိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့ဘာတွေပဲလှုပ်လှုပ်တည်ထားရမယ့်အချက်ကတော့ဗာလဲဆိုရင်ကိုယ်အနေနဲ့ပေါ့နော်ဒီမနက်ဖြန်မှာစတင်ဖြစ်တယ်ဆိုတဲ့ကိစ္စတခုကလည်းရေရှည်အထိပေါ့နော်မြဲသွားမဲ့ ကိစ္စတစ်ခုပေါ့နော်အုံမြစ်ခိုင်မာတဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက်အာကေရီကိုဆုံးဖြတ်ချက်ချတယ်ဆိုလို့ရှိရင်လည်းမှန်လဲမှန်တယ်ပေါ့နော်ဟောမှားနေရလို့တော့မဟုတ်ဘူးအဲ့တော့ကိုဆုံးဖြတ်ချက်ချတယ်ဆိုလို့ရှိရင်လည်းချတင်ပါတယ်ဒါမဲ့လို့တတိထားမဲ့တစ်ချက်ကတော့ဒီလိုအလောက်ကန်ကြီးရငွေကြီးနဲ့ပတ်သက်ပြီးတော့မနှက်ဖြံမှာတခုခုလုပ်ရင်ပုံမှန်ထပ်ပို့ပြီးတော့တော့နောက်ကျတတ်တယ်ပေါ့နော် ဆိုတော့ဒါကိစ္စတစ်ခုကို9နာရီလုံးမယ်လို့ဆုံးဖြတ်ထားတယ်ဆိုရင်အဲ့ကိစ္စ12နာရီလောက်မှစတင်ဖြစ်တာမျိုးတွေဒီလိုမျိုးတွေဖြစ်တတ်တယ်เนาะအနှောက်ယှက်လေးဝင်တတ်တယ်အဲ့တော့ကံရအနှောက်ယှက်ပြင်ပေါ့เนาะတခြားသောအကယ်၍ကိုသွားစီရလာစီရရှိရဆိုလို့ချင်းတခြားအဲအပေါင်းသင်းတွေကလမ်းကနေပြီးတော့ဖြတ်ပြီးတော့ဗောနော်ကိစ္စတစ်ခုခုပြပြီး ခေါ်သွားတာမျိုးတို့ပါတော့ပေါ့နော်။ဒါမျိုးလေးတော့ဖြစ်တတ်တယ်နော်။အဲ့လိုမျိုးတော့ line လိုက်မသွားနဲ့ပေါ့နော်။ဒီကိစ္စလုပ်မယ်ဆိုလို့ရှိရင်တော့ဒီကိစ္စကိုလုပ်ဖို့လိုတယ်။နောက်တစ်ခုအဲ့ဒီပြုတ်မှုဆောင်ရမယ့်ကိစ္စကလည်းပြောမယ်ဆိုရင်ဒုတိယအကြိမ်စူးစမ်းရတဲ့အခွင့်အရေးမျိုးလည်းဖြစ်တတ်တယ်ဆိုတာမျိုးတွေ့ရတယ်။ဥမာအဟောင်းထဲကနေဟောပါပေါ့အကြံစီပြန်ပေါ်တာမျိုး project ပြန်ဖြစ်တာမျိုးလည်းဖြစ်တတ်တယ်။ဘာလို့လဲဆိုတော့ပရမအကျိန်တုံးကအစင်မပြေခဲ့တဲ့အဲစီမံကိန်းတစ်ခုကို အကြံစီတစ်ခုကိုဒုတိယအကြိမ်အနေနဲ့ပြန်လဲစတင်ရတာမျိုးဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုအကယ်၍အကျိုးများတစ်ခုခုမျှော်လင့်နေတဲ့သူတွေဆိုလို့ရှိရင်တော့မနှက်ဖြံမာကကိုမျှော်လင့်ထားတဲ့အကျိုးများထပ်ပေါ့နော်အကယ်၍ကိုလိုချင်တာက၃ပုံလိုချင်တယ်ဆိုရင်၃ပုံတစ်ပုံမရဘဲနဲ့၃ပုံနှစ်ပုံပေါ့နော်အကျိုးများအနေနဲ့ရလာတာမျိုးကြောင်းတတ်တယ်အဲ့တော့ဆိုလိုတာနည်းနည်းလေးတော့ရော့တတ်တယ်ပေါ့နော်အဲ့အများကြီးမဟုတ်ဘဲနဲ့အဲ့ဒီ ကိုမျော်မှန်းထားတဲ့ကိစ္စက quality အလောက်အမြင့်ကြီးမဟုတ်တာမျိုးလေးတော့ကျွန်တော်ဒါဆိုရင်ဒါကတင့်အတွက်မနှက်ဖျံငွေကြေးကန်ဖြစ်ပါတယ်အားလုံးပဲစီးပွားဥစ္စာများဒီရီလာတိုးတက်ကြပါစေ